မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှတ်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းသူသတင်းမှာသုံးဖို့ကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတပုတ်အနေနဲ့မြောင်မြို့နယ်ပန်းညူရွာကိုလုံထုံရဲတပ်ဖွဲ့ဝင်တွေကရွာလုံးကျွတ်မိရှုဖြက်စီးနေတယ်လို့မဟုတ်မမှန်ရေးသားထုတ်လွှင့်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ စကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ်ပန်းညိုရွာကို လုံချုံရင်တပ်ဖွဲ့ဝင်တွေကအခုလ12ရက်ညနေပိုင်းကစတင်ပြီးရွာလုံးကျွမီးရှို့ဖျက်ဆီးနေတယ်လို့ပြည်ဖြတ်မီဒီယာများကသတင်းအမှားတွေကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိရာကိုတွေးရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးလုံချွေးတာဝန်ရှိသူတွေကိုမေးမြန်းစုံစမ်းခဲ့တဲ့အခါမှာလုံချွေးတပ်ဖွဲ့ဝင်တွေကမြောင်မြွနယ်အတွင်းကြေးရွာတွေကိုမိရှုဖျက်ဆီးခြင်းမရှိကြောင်းနဲ့အကျန်းဖက်သမားတွေကသာငားနဲ့မတူငားရံသူတဘောထားပြီးသူတို့ကိုမထောက်ခံနဲ့ရဟန်းရှင်လူပြည်သူတွေကိုလက်နက်အားကိုနဲ့အကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းကြေးရွာတွေကိုမိရှုဖျက်ဆီးခြင်းလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ရန်တမ်းပြစ်ခတ်ခြင်းတွေကိုဆောင်ရွက်နေကြတာကိုပြည်သူတွေအသိပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားနဲ့ပတ်သက်ပြီးတရားမဝင် ပြည်ဖြတ်မီဒီယာတွေကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေအထင်မြင်လွဲမှားစေရန်အတွက်နေမြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့မြို့ရွာတွေမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိရှုဖြက်စီးတာတွေလက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူတွေထိခိုက်သေးဆုံးတာတွေစတဲ့တစ်ဖက်သက်ဆွတ်ဆွဲရေးသားထားတဲ့သတင်းသူသတင်းမှားတွေကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဝါဒဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးဆက်လင်းမြို့နယ်နေပူကန်ကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိရှုဖျက်ဆီးခဲ့ကြောင်းသတင်းသူသတင်းအမားများမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးဆက်လင်းမြို့နယ်စင်ဖြူကျွန်းမြို့နေပူကန်ကျေးရွာကိုအခုလ12ရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိရှုဖျက်ဆီးခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းသူသတင်းအမားတွေနဲ့လုံခြုံရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတအုပ်ရဲ့ပြောကြားချက်အရအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းပြည်ထက်အမြေခံ အကြမ်းဖက်သမားတွေကသာစနေမျိုးနယ်အတွင်းတည်ငြိမ်အေးချမ်းမှုပြက်ပြားစေရန်ကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့ပြည်သူတွေကိုဒလန်လို့ဆွဆွဲပြီးဖမ်းဆီးတပ်ဖြတ်ခြင်းများအပြင်ပြည်စစ်မိသားတွေကိုဖောက်ခွဲပြက်စီးခြင်းများလုံဆောင်ရရှိရာကိုအများပြည်သူသိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒေသခံပြည်သူများတည်ငြိမ်အေးချမ်းစွာလောက်ကိုင်းနေထိုင်နိုင်ရဲ့အတွက်တက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးလိုအပ်တဲ့နေမြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာတရားမဝင်ပြည်ဖြတ်မီဒီယာတွေက သတင်းသူသတင်းမားတွေကိုလောက်ချံရေးသားပြီးဝါဒဖြန့်ဝေနေခြင်းတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တပုတ်အနေနဲ့ပေါ့မြို့နယ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆက်သက်လေထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းမဟုတ်မမှန်ဝါဒဖြန့်ဝေလျက်ရှိတဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီး ပေါ့မြို့နယ်ထောက်ရှာပင်ချေရွာကိုလုံချုံရင်တပ်ဖွဲ့ဝင်တွေကဆက်သက်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်53နှစ်အရွယ်အမျိုးသမီးတေဆုံးပြီး12နှစ်အရွယ်ကလေးငယ်တဦးဒဏ်ရာရရှိကြောင်းမြေလက်အတံမီဒီယာကမဟုတ်မမှန်သတင်းသူသတင်းမာတွေရေးသားဖြန့်ဝေလျက်ရှိရာကိုတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံချုံရင်တာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စီရေးပြတ်မဟုတ်တဲ့ပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်သမားတွေကသာသူတို့ကို ထောက်ခံအားပေးခြင်းမရှိရဲရက်ွက်ကျေးရွာတွေကိုအကြောက်တရားလွမ်းမိုးအောင်လက်နက်ကြီးတွေနဲ့ပြစ်ခတ်ခြင်းဒရုန်းတွေနဲ့ပုံစံချင်းတွေဆောင်ရွက်လျက်ရှိခြင်းကြောင့်အပြစ်မဲ့ပြည်သူတွေထိခိုက်သေးဆုံးဒဏ်ရာရရှိမှုများရှိပြီးပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နေ့ လုံချုံရင်တပ်ဖွဲ့ဝင်တွေပေါ်ပြည်သူလူထုကအထင်မြင်လွယ်မအောင်လူမှုကွန်ရက်ကနေတဆင့်အခြေမြင့်မရှိတဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီးတရင်အမားတွေနဲ့လုံချံရေးသားဝါဒဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်ပါဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုင်ငံတော်တည်ငြိမ်အခြေအနေတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းသူတွေမာတွေကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိဆွေးနွေးဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။